အားလုံးပဲမင်္ဂလာပါမင်းညကကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်9ရက်တန်ဆိုင်မှုပြင်းထန်ခဲ့တဲ့ကလပ်အသင်းကြီး2အသင်းရဲ့ထိတ်တဲတွေ့ဆုံမှုဖြစ်တဲ့ Chelsea အသင်းနဲ့ Barcelona အသင်းတို့ရဲ့ပွဲစဉ်မှာတော့ Chelsea ကအင်္ဂွတ်မှာတဖက်က Barcelona အသင်းကို3-0ရလဒ်နဲ့ဂိုးပြတ်အနိုင်ယူပြီးတော့မှ2018တုန်းကကျွန်တော်တို့ဗောလေဒါ Barcelona အသင်းရဲ့အင်္ဂွတ်နုကတ်မှာ Chelsea က3-0နဲ့ရလဒ်နဲ့ဗောလေဒါအရင်နှိမ့်တဲ့ရှုံးကြွေးကို Chelsea အသင်းကအင်္ဂွတ်မှာပြန်ဆက်နိုင်ခဲ့တဲ့အခြေအနေဖြစ်တယ်ဆိုတော့ဒီနေ့ပွဲမှာတော့ဒါ overall performance ရကြည့်မယ်ဆိုရင် Chelsea က ျွန်တော်တို့ဗာစီလီနိုနာကိုပေါ့လေတစ်ဖက်ကဒီဘာစီလိုနာကို totally dominate လုပ်ကစားနိုင်ခဲ့တာဘာစီလိုနာတင်းရနေပြဖြစ်တဲ့ဟန်စီဖလစ်က Chelsea တင်းကို Highland Defense နဲ့သူတို့ပွဲကိုတဲလာတယ်အထူးသဖြင့်တော့လေဝင်ပိုရော့စကီကိုတိုက်စစ်နေမှာထားပြီးတော့တစ်ဖက်မှာလမယာမယ်ထားပြီးတော့ကျွန်တော်တို့ပေါ့လေဒါဒီ Chelsea ကိုရင်ဆိုင်ခဲ့တာဒီနေ့ပွဲမှာဒါကျွန်တော်တို့ဘာစီလိုနာတင်းရဲ့ key player ဖြစ်တဲ့လမယာမယ်ဟာ ဒီပေါ့လေသူတို့ရဲ့နိုင်ငံအသင်းဖော်ဖြစ်တဲ့ Chelsea အသင်းရဲ့ကျွန်တော်တို့ဒါ level ကစားသမားဖြစ်တဲ့ Max Cucurella ကိုလုံးဝမချုပ်ဘဲနဲ့ Cucurella ရဲ့ဒါကျွန်တော်တို့တပွဲလုံးဟိုထိ ंछ ုပ်ကစားတာကိုခံခဲ့ရတဲ့အနေအထားဖြစ်တယ်ဆိုတော့ အဓိကပေါ်လေဒါကျွန်တော်တို့ဘာစီလိုနာမှာကဒီလမယမဲစီက fresh တွေ key first တွေစောက်ပြီးတော့မှတစ်ဖက်ကအတင်းကိုဖြုတ်ခွင်းတဲ့နေရာမှာအခန်းစစ်ကိုကျွန်တော်တို့အချိန်ချိန်ပေါ်လေတိုက်စစ်ဆင်တဲ့နေရာမှာလမယမဲစီကကျွန်တော်တို့ဒီပေါ်လေဘောလုံးဖြတ်ဝင်မှုမလာတဲ့အခါဘာစီလိုနာတိုက်စစ်ကကျွန်တော်တို့အသက်မဲ့တဲ့အနေအထားဖြစ်တယ်ချယ်လ်စီကပထမပိုင်းမှာဒါကျွန်တော်တို့ပေါ်လေဒီ twin goal တွေအချိန်ချိန်ရတယ် အထူးသဖြင့်တော့ဒါကျွန်တော်တို့ offside ဖြစ်သွားတဲ့အနေအထားကြောင့်မလို့အစောပိုင်းမိနစ်တည်းတည်းကဂိုးမရတဲ့အနေအထားဖြစ်တယ်။တစ်ဖက်က Barcelona ကလည်းအပိုင်ခွင့်ရတဲ့ချိန်ပေါ့လေဒါကျွန်တော်တို့ Ferran Torres ရရတယ်။အာကျွန်တော်တို့အပိုင်ခွင့်ရကိုဒါလွဲကန်ခဲ့တဲ့အတွက်ဘာစီလိုနာကလည်းကိုးရမယ့်အခြေအနေဆုံးရှုံးခဲ့တာဆိုတော့တပွဲလုံးတိုင်းတိုင်းရတော့ဒါဘာစီလိုနာဟာအပိုင်ခွင့်ရတဲ့ချိန်နဲ့ချိန်ပဲရတယ်ဒါပေမဲ့ Chelsea ကတော့အချိန်ချင်းဘာစီလိုနာရဲ့ခံစစ်ကိုဒုက္ခပေးနိုင်ခဲ့တာဆိုတော့ဒီတပွဲမှာပြောချင်တာကဘာစီလိုနာဟာ Highland Defensive ကစားတယ် Chelsea နဲ့ Highland Defensive တူတင်ကိုတင်ဖတ်တင်စိုင်းပြီးကစားတဲ့နေရာမှာချက်စီကအဓိကအားသာတဲ့အပိုင်းကကျွန်တော်တို့ဒီ low block ကစားတဲ့အသင်းနေနဲ့ဆိုရင်ချက်စီရဲ့ win တွေကအလုံးမဖြစ်ဘူးဆိုပေမဲ့လို့ဒီ highland deficit တင်ပြီးတော့မှ open game ဖြစ်တဲ့ပွဲတွေမှာဆိုရင်ချက်စီအသင်းရဲ့ဒီ win position တွေကလုံးဝတက်ဝင်ပြီးတော့မှကျွန်တော်တို့ defend cancel ကိုအချိန်ချင်းဒုက္ခပေးနိုင်တဲ့အခြေအနေဖြစ်တယ်အထူးသဖြင့်တော့ဒါကျွန်တော် patron တို့ဒါကျွန်တော်တို့ ဒီ S3 ဘာဝတို့က Chelsea အသင်းရဲ့ပေါ့လေဒီကဝင်းတွေကတကယ်အလုပ်ဖြစ်ခဲ့ပြီးတော့မှ Chelsea ဒီ the fuck က Barcelona နိုင်ခံစစ်ကိုအချိန်ကြီးဒုက္ခပေးနိုင်ခဲ့တာလည်းဖြစ်တယ်ဆိုတော့ Barcelona ကတော့ဒါကျွန်တော်တို့ပေါ့လေဒီအသင်းရဲ့ကစားသမားဖြစ်တဲ့ Rojo နောက်ဝတနည်းနဲ့ထုတ်ခါရတယ်ဒုတိယပိုင်းမှာကျွန်တော်တို့ S3 ဘာဝတွင်ကိုတကိုထိုက်ရတယ် Chelsea ကသူနေနဲ့ဦးဆောင်ဝင်ရတယ် S3 ဘာဝတွတ်တော့ဒါ Chelsea အသင်းအကစားသမားဘဝမှာ Champions League ၃ဘဝကစား၃ဘဝစလုံးသူနေနဲ့တွင်ကိုတွင်ယူနိုင်တဲ့အနေထားဒါပြင်ကျွန်တော်တို့ ဒီပေါ်လေကျွန်တော်တို့ပတ်စလုနာတူကလည်းအာကျွန်တော်တို့ဂိုးဖန်ဒီမှုတစ်ချိန်လုံနိုင်ခဲ့တယ်ဆိုတော့ပွဲကအမှန်တိုင်းပြောရရင်တော့ဟိုဘာစီလိုနာဟာသူတို့ထင်ထားတဲ့ပုံစံသူတို့ထင်ထားတဲ့ reset မျိုး Chelsea အိမ်ခွဲမှာမရခဲ့ဘူးဒါပြင်ကျွန်တော်ဟန်စီပလစ်သွားခြင်းနဲ့ Highland Defense မှာလည်း Chelsea ရဲ့ကွင်းလင်ကစားလမ်းဖြစ်တဲ့ Moises Kainse တို့ဒါကျွန်တော်တို့ဒီပေါ်လေ Reece James တို့ဘတ်တွေကိုလုံးဝမရှင်းနိုင်ခဲ့ဘူးဆိုတော့ Reece James အထူးသဖြင့်တော့ပေါ်လေဒါကျွန်တော် Anso Maresca ကပွဲကြီးတွေမှာတကယ် Vimat ပွဲစဉ်တွေမှာ ဒီ Melocus Pro right back မှာထားပြီးကိုဒီပေါ်လေ Reese Jane ကိုကွင်းလေတတ်ထောက်ပြီးတော့မှတစ်ဖက်ရဲ့ကွင်းလေကို fit ကစားတဲ့ပုံစံကတကယ်အလုပ်ဖြစ်ခဲ့တဲ့အနေထားဖြစ်တဲ့အစော်မနေ့ကပွဲကတော့ Chelsea ကကျွန်တော်တို့ဒါ cloud work တုန်းက PSG အတင်းနဲ့ကစားခဲ့တဲ့ပွဲပုံစံအတိုင်းပဲဒါ Reece James ကိုကွင်းလေထောက်ပြီးတော့မှ Reece James နဲ့ Moises Caicedo က defense ကိုကွင်းလေကိုအတားစီကစားတယ်ကျွန်တော်တို့ Anso Fernandez ကတော့ ဒီဘာစလနာတင်ရဲ့ area trade ထိတက်ပြီးတော့မှဒါတိုက်စစ်ကစားမှတွဲကစားတဲ့အနေထားဖြစ်တယ်ဆိုတော့ Chelsea ရဲ့ဒါကျွန်တော်တို့ဗောလေဒါအင်ကွင်းမှာ clean sheet ယူနိုင်ခဲ့တယ်လို့ဒါဒီနောက်ပိုင်းပွဲစဉ်တွေမှာ Chelsea ကကျွန်တော်တို့တောက်လျှောက်ဗောလေ clean sheet ယူနိုင်ခဲ့တယ်ဆိုတော့ခန်းစစ်က error တွေရှိနေတယ်ဆိုပေမဲ့လို့ကျွန်တော်တို့ဒါခက်ခဲကစားရခက်ခဲနိုင်တဲ့ခက်ခဲသွားနိုင်တဲ့ဘာစလနာအသင်းကိုအင်ကွင်းမှာ၉ပြတ်အနိုင်ယူပြီးတော့မှကျွန်တော်တို့ဒါ ီလာမဲ့ဘတ်ပေါ့လေကျွန်တော်တို့ပရီးမီးယားလိပွဲစဉ်73အာကျွန်တော်အာဆင်နယ်အသင်းနဲ့ပွဲစဉ်အတွက်တော့လုံလောက်တဲ့မန်တလတီကိုအင်ကွင်းမှာယူနိုင်ခဲ့တဲ့အနေအထားဖြစ်တယ်ပေါ့လေဆိုတော့ချီးရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်